နာစီစင်ဒီစကလုံးကိုကျွန်တော်တို့ခဏခဏကြားကူးကြရတဲ့ဟုတ်ဒါမဲ့အဲ့ဒါစိတ်ပိုင်းဆိုင်ရာအရင်ခံကတကယ်တမ်းကြတော့ပါလင်ကဲအဲ့ဒါကိုပဲဒီနေ့အတူတူကြည့်လိုက်ကြအောင်ဆယ်ဖီဆိုတဲ့စကလုံးတောင်မပေါ်သေးတဲ့အချိန်ဟိုရှေးရှေးတုန်းကပေါ့ရှေးခေတ် Greek နဲ့ယောမတန်တာရီတွေမှာကိုယ့်ရဲ့ပုံကြီးကိုကိုယ်သဘောကျလုံးအဲဆွဲလန်းနေတဲ့လူတယောက်အကြောင်းပြောစမှတ်တွင်ခဲ့ဖို့ပါတယ် အဲ့ဒီဒဏ္ဍာရီထဲမှာလေ narcissist ဆိုတဲ့တော်တော်ချောတဲ့အမျိုးသားတစ်ယောက်ရှိတယ်။ तू ကချစ်မဲ့သူကိုရှာနေတာပေါ့။အဲ့မှာ echo ဆိုတဲ့နှစ်သမီးလေးကသူ့ကိုသဘောချနေတာ။ဒါပေမဲ့ तू ကညှင်းလိုက်တယ်။အဲ့နောက်မှာတော့ဇလန်ကပြောင်းသွားရော။မြေထဲမှာသူ့ရဲ့သူပြောင်းညင်ပြီးအဲ့ဒီပုံရိပ်ကိုပဲဆွဲလန်းသွားတော့တာပဲ။ဘလော့တောင်ဆွဲလန်းသွားလဲဆိုရင်အဲ့ဒီညားကနေကိုမခွာနိုင်တော့ဘူး။နောက်ဆုံးမှရင်းနေပြီးထေသွားခဲ့တယ်လို့ဆိုကြတာပေါ့။ဟုတ်ပြီ။ဒါကတော့တန်တရာကြီးပုံမြင်လေးအစ်တစ်ခုပေါ့လေ။ဆိုတော့ နာစစ်စမြက်တကယ်အတိတ်ပြေကတော့ဘာချစ်မလဲဒီရှေးအောင်ပုံမြင်လေးကနေဒီနေ့ခေတ်စိတ်ပညာဒါကိုဘလို့မြင်လေးဆိုတဲ့ဘက်ကိုတစ်ချက်ကူးကြည့်ကြရအောင်စိတ်ပညာမှာတော့လေနာစစ်စစ်စံဆိုတာကကိုကိုကိုသဘောကျတာထက်အများကြီးပိုပါတယ်ဒါကဒီတိုင်းကိုစိတ်ထဲထင်ရပြောနေတာမဟုတ်ဘူးစိတ်ပညာရှင်တွေတီးတီးခြားခြားလေ့လာထားတဲ့တီးခြားစိတ်ရဲ့လက္ခဏာတွေရဲ့အစုအဝေးတစ်ခုဖြစ်နေတာမှာ စေပညာရဲ့အသေးပဲဖွင့်ဆိုခြင်းအရာပြောရရင်တော့ narcissism ဆိုတာကကိုကိုကိုအလွန်အကျွံအထင်ကြီးနေတာပါပဲဒီလိုလူတွေကသူတို့ဟာတခြားသူတွေထပိုသားတယ်ပိုစမတ်ကြတယ်ပိုအရေးကြီးတယ်လို့တကယ်ကိုယုံကြည်နေတာပြီးတော့ ADHD ကအထူးအခွင့်အရေးတွေရကိုရစင်တယ်လို့လည်းခံယူထားကြတယ်ဒါပေမဲ့ DC ကတမျိုးတည်းပုံစံရှိတာတော့မဟုတ်ပြန်ဘူးအဲ့မှာစိတ်ဝင်စားစရာကောင်းတာစိတ်ပညာရှင်တွေက narcissism ကိုပုံစံနှမျိုးခွဲခြားထားတာပါပထမတစ်မျိုးက grandiose narcissism လို့ခေါ်တယ် ူတို့ကပိုပြီးပွင့်လင်းတယ်လွှမ်းမိုးခြင်းတယ်လူတွေရဲ့အာယုံစိုက်မှုကိုအမေးလိုချင်နေတဲ့ပုံစံမျိုးပေါ့နောက်တစ်မျိုးကတော့ vulnerable narcissism ပါသူတို့ကကြတော့တိတိတ်ဆိတ်ဆိတ်နေတတ်တယ်စိတ်ခံစားလွယ်တယ်ဒါပေမဲ့သူတို့လည်းပဲအခွင့်အရေးရတဲ့နေဆိုတဲ့ခံယူချက်တော့ပြင်းထန်ပြီးတာနော်ဒီအခြေအနေကိုတော်တော်ထိထိမိမိဖော်ပြထားတဲ့စကားတစ်ခုရှိရယ်ဒါကယောဂတစ်ခုနဲ့တူတယ်ခန်းစားနေရတဲ့သူကတော့ကောင်းတယ်လို့ထင်နေပေမဲ့သူ့ဘေးကလူတွေကဒုက္ခရောက်နေရတဲ့ဆိုလိုတာက နာစစ်စမ်းရှိတဲ့သူတွေကသူတို့ကိုသူတို့တော့အញ្ញံကောင်းတွေလို့ခန်းစားနေရနိုင်ပေမဲ့သူတို့ရဲ့အတ္တကြီးရဲ့အပြုမူတွေကြောင့်သူတို့ပတ်ဝန်းကျင်ကလူတွေဆက်ဆံရေးတွေကအချင်းကြာလာတာနဲ့အမျှထိခိုက်လာတတ်တာတဲ့။ကဲဒီ CI လက္ခဏာတွေကတာမန်အဆင့်ထက်ကျော်လွန်ပြီးအញ្ញံကိုဆွံ့ရောက်လာတဲ့အခါမှာတော့တာဟာစိတ်ပိုင်းဆိုင်ရာချိုးယွင်းမှုတစ်ခုဖြစ်တဲ့ Narcissistic Personality Disorder NPDF ဖြစ်တဲ့အမှတ်ချင်ခံရနိုင်ပါတယ်။ NPD ဆိုတာကလူဦးရေရတရခိုင်နှုန်းကနေနေရခိုင်နှုန်းလောက်မှာပဲတွေ့ရတတ်တာပါပြီးတော့အမျိုးသားတွေမှာပိုအထည်များတာကိုတွေ့ရတယ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကဒီယောဂလက္ခဏာကို လူကြီးတွေအထွက်ပဲသတ်မှတ်ထားတာပါဘာလို့လဲဆိုတော့လူငယ်တွေမှာကိုကိုကို အလေးထားတာကကြီးပင်းလာခြင်းရဲ့ခြားမှန်အပိုင်းဆောင်တစ်ခုဖြစ်နေနိုင်လို့ပါပဲစိတ်ကြမ်းမရေးဆိုင်ရာလမ်းညွန်ဆောင်အဖြစ်ချက် DSM-5 အရ NPD ရဲ့အထူးကလက္ခဏာတွေကတော့ကိုကိုကိုအလွန်အကျွံအထင်ကြီးတာ သူတော်ရဲ့ခန်းစားချက်ကိုနားလဲပေးဖို့ခတ်ခဲတာကိုကအခွင့်ကျူးခံရတဲ့လို့ခံယူထားတာပြီးတော့အမြဲတမ်းချီးမွမ်းခံကျင်တာအာယုံစိုက်ခံကျင်တာတွေပါဝင်ပါတယ်ဒါဆိုရင်မေးစရာရှိတာကဒီလိုစရိတ်တွေကဘဲကနေဆလာလဲမျိုးရိုးဗီဇာကြောင့်လားဒါမှမဟုတ်ပဝင်းကျင်နဲ့ကြီးပြင်းလာရတဲ့ပုံစံကြောင့်လား nature vs nature ပေါ့လိလာမှုတွေကတော့နှစ်ခုလုံးနဲ့ဆိုင်နေပါတယ် မျိုးရိုးဗီဇကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ပဝင်းခြင်းကလည်းလွှမ်းမိုးမှုကြီးကြီးမားမားရှိတယ်။ဥပမာကလေးကိုအလွန်အကျွံချီးမွမ်းလွန်းတဲ့မိဘတွေက grandiose အမျိုးအစားကိုဖြစ်စေနိုင်ပြီးတော့အေးဆက်ပြီးချုံချယ်လွန်းတဲ့မိဘတွေကတော့ vulnerable ဆိုတဲ့စိတ်ခံစားလွယ်တဲ့အမျိုးအစားကိုဖြစ်ပေါ်စေနိုင်ပြန်ရော။နောက်ပြီးတော့ယဉ်ကျေးမှုကလည်းထက်ရောက်မှုရှိပါတယ်။ဥပမာအမေရိကန်မှာဆိုရင်1990ပြည့်လွန်နှစ်တည်းကစပြီး နာဇီဆမ်ဆဲရိုက်ဒီမြင့်တက်လာခဲ့တာကိုတွေ့ရတယ်။အဲ့ဒီအချိန်ကစပြီးလူမှုအတိုက်အဝင်းကိုအာယုံဆိုင်ရာကနေကိုကိုကိုတံပိုးထားမှုနဲ့ရုပ်ထုပစ္စည်းတွေအပေါ်မှာအာယုံဆိုင်မှုနေစီကိုပြောင်းလဲလာခဲ့တာပေါ့။ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိတယ်။ဆိုရှယ်မီဒီယာကနာဇီဆမ်ကိုဖြစ်စေတာမဟုတ်ပါဘူး။ဒါပေမဲ့နာဇီဆစ်တစ်ဆဲရိုက်ရှိတဲ့သူတွေအတွက်သူတို့လိုချင်တဲ့အစဉ်တန်းနဲ့အာယုံဆိုင်မှုကိုရှာဝေဖို့အကောင်းဆုံးနေရာတစ်ခုကိုပံ့ပိုးပေးလိုက်တယ်လို့ဖြစ်သွားတာပါပဲ။ကဲအရေးကြီးဆုံးမိခွန်းကိုရောက်လာပါပြီ။ နာဇီစတစ်ဆိုင်လက္ခဏာရှိတဲ့သူတွေကတော့သူတို့ရဲ့အဖြူမူတွေကိုပြောင်းလဲလို့ရနိုင်မလားအဖြေကတော့ဟုတ်ကဲ့ပြောင်းလဲနိုင်ပါတယ်စေကူထုံးခံယူရာမျိုးတမမဟုတ်တခြားသူတွေအပေါ်ကရုဏာတရားထရှိဖို့ကိုတိတိချာချာလိကျင်တာမျိုးတွေကသူတို့ရဲ့အဖြူအမူတွေကိုရိုးရိုးသားသားပြန်သုံးတတ်ဖို့အထောက်အကူဖြစ်စေလေပြီးတော့အဲ့ဒီကနေအစဉ်အပြည့်သဘောဆောင်တဲ့ဆိုင်တွေကိုရှော့ချနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီမှာစိန်ခေါ်မှုကတော့ကြီးမားပါလေ ဒီကိုးကားစကားလေးအတိုင်းမှာပဲ narcissist အတောအတက်ကိုယ့်ရဲ့မကောင်းတဲ့အမည်နဲ့ကိုယ့်ရဲ့အာဏာချက်တီကိုပြန်လည်သုံးသပ်ရတာဟာအလွန်ခက်ခဲတဲ့အရာတစ်ခုပါဆိုတော့သူတို့ရဲ့အကြီးမားဆုံးအတားဆီးရသူတို့ကိုယ်တိုင်ရဲ့အမြင်ကိုပြောင်းလဲဖို့ဖြစ်နေတာကြောင့်ဒါဟာတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့အဖြေရှာရခက်ချက်ပုံစံတစ်ခုအဖြစ်ကြန့်ရှိနေစေပါပဲ။